ားလုံးပဲမင်္ဂလာပါရှင်ဆ iam မတော့ကြားမြင်ဆ iam မလေးအောက်မုံရင်ဖြစ်ပါလေရှင်ဒီနေ့ကဆ iam မဗာလေးတွေလာဗန်နေနန်လေးတွေလာဟောပေးတယ်လဲဆိုရင်စနေသားသမီးများအတွက်ကိုလေးလားလေးလားပိုင်းအတွက်ကိုလာရောက်ပြီးဟောစရမ်းလေးတွေတင်ပေးတာပါရှင်အဲအဲ့တော့စနေသားသမီးမှန်တဲ့ဟေးဆိုလို့ရှင်အခုကြည့်နေတဲ့လူထဲမှာပေါ့နော်စနေသားသမီးမှန်တဲ့ဟေးဆိုလို့ရှင်ဆ iam မကိုတောက်ခေါက်နောက်ခေါက်စီ share ပေးပြီးလို့ရှင်ဆ iam မဟောသွားမဲ့ဟောစရမ်းလေးတွေကိုတေချာလေးနားထောင်ပေးပါရှင်ဒီထဲမှာဟေးဆိုလို့ရှင်ဆ iam က အာလာပိတ်ကပိတ်စီးပွားပိတ်နေတဲ့လူတွေအတွက်ကိုလက်ပွင့်ကပွင့်စေတဲ့ရာတရာလေးတဲ့လာပေးမှဖြစ်ပါတယ်ပြီးလို့ရှိရင် เนาะလူချစ်လူခဲကံလေးတွေကစားစီးပွားရေးနဲ့ပတ်သက်ပြီးတိုးတက်အောင်မြင်အောင်ချဲကံထီကံလေးတွေကောင်းဖို့အတွက်ပါရောဆရာမရာစရာလေးတွေနဲ့အတွက်လာစရာလေးတွေပါရောအကုန်လုံးလာပြီးတော့တစ်ခုပြီးတစ်ခုကိုခွဲပြသွားမှာတက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမလေးကိုအသေးလေးတွေပေး share လေးတွေအရင်ဆုံးလုပ်ပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်ဆက်နေပါသမီများရဲ့စိတ်နေစိတ်ထားနဲ့လေးလပိုင်းတလလုံးလုံးမှာကြုံတွေ့ရမယ့်အရာလေးတွေကိုဆရာမလာရောက်ပြီးတော့ပြောပေးမှာဖြစ်ပါတယ်ရှင်ကဲအဲ့တော့ စနစ်သားသမီးများစုရဲ့စိတ်ကဘာဖြစ်နေလဲဟိတ်ဆိုရင်အခုတလောအယမ်းကိုစိတ်တက်တည်ကြနေတတ်ပါတယ်။ဘာလို့လို့ဘာကိုက်ကဲအစိမ့်မပြေမှုလေးတွေကြုံနေရတတ်ပါတယ်။အထူးသဖြင့်ငွေရင်းကြေးနဲ့ပတ်သက်ပြီးကုန်ကျစရိတ်များနေတတ်ပါတယ်ရှင်။လုပ်ငန်းကိန်းကန်းကြောင့်လည်းစိတ်လေနေတတ်ပါတယ်။စနစ်သားသမီးတွေကဘလို့လဲဟိတ်ဆိုရင်စိတ်နဲ့စိတ်ထားကနက်နက်တစော့တို့တစော့ကန်ဆန်တတ်တဲ့လိုချင်တဲ့အရာကိုရအောင်ယူတတ်တဲ့စိတ်ကလေးတွေရှိတတ်ပါတယ်။နော် ဘဝမှာကြမ်းထမ်းတလောက်လည်းပဲမိသားစုရဲ့နှွေးထွေးမှုနဲ့မိသားစုကိုလေးနက်ထားပြီးတော့ချစ်ခင်တတ်တဲ့လူမျိုးလေးတွေဖြစ်ပါတယ်ရှင်။ပြီးတော့သူတို့ကိုယ်နိုင်ကလည်းအချောလာလာကြမ်းလာလာတယောက်တည်းဒိုင်ခံဖြတ်ကျော်သွားမယ်ဆိုတဲ့ စိတ်ငင်ကလေးတွေရှိပါလေရှင်เนาะပြောမယ်ဆိုတောင်းဝယူဘူးတောင်းဝခံမှုလေးတွေများတာပေါ့ရှင်အဲ့တော့စနေသားသမီးတွေကလည်းစိတ်နေစိတ်ထားလေးတွေကဒေါသဖွက်မြန်တတ်တဲ့စိတ်တို့လွယ်တတ်တဲ့ဒေါသကြီးတတ်တဲ့သူများကမလုံရရင်ကိုကိုကိုပဲသုံးကိုက်ရမယ်အဲ့လိုပုံစံမျိုးလေးတွေစိတ်ကဒေါသကြီးတတ်ပါလေရှင်ဆုံးဖြတ်ချက်တွေညာဆန်တတ်တဲ့ဘယ်အရာမဟိတ်ဆိုရင်သူတို့ကစောင့်ရတာမျိုးအာစောင့်ရတာတို့ ဘယ်လိုပြောမလဲနောက်မှသွားမှာတော့နောက်မှလောက်ရမယ်ဟေးဆိုတာဘယ်လိုလုံးဝမကြိုက်တတ်ဘူးတဲ့တို့တွေကဘယ်အရာမှဆိုအတိအကျမှန်ကန်စွာနဲ့လုံးယူချင်တတ်တယ်မဟုတ်မှခံစိတ်ကလေးတွေရှိတတ်တယ်မဟုတ်မှခံစိတ်ကတော့ကိုနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်မတရားတာတွေးလို့ရှင်ဝင်ရှင်းပေးတတ်တယ်ဝင်လုတ်ပေးတတ်တယ်စိတ်ကလေးတွေရှိတတ်ပါတယ် ဲ့တော့စနေပါသမီးတွေကလည်းဘဝမှာထူးချွန်အောင်မြင်မှုတော့ရှိတတ်ပါတယ်ဒါပေမဲ့အခက်အခဲတွေအများစွာကိုကြော်ဖြတ်ပြီးတော့မှသူတို့ကကောင်းတဲ့အရာလေးတွေကိုရလတ်လေးတွေရမှာဖြစ်ပါတယ်ရှင်အချစ်ရင်လည်းပတ်သက်ရင်လည်းသူများနဲ့မတူအောင်အထိကိုသူတို့ကပေးဆရာတတ်တယ်တဲ့နော်ဘာကြောင့်လဲဆိုသူတို့ရဲ့စိတ်ကတကယ်အာသူတို့တွေ့ကြုံနေတဲ့လူတွေကသူတို့ပေါ်မှာမကောင်းဘူးအေးအဲ့လိုစိတ်ဓာတ်မျိုးတကယ်အကြောက်လို့ရှိရင်သူတို့က သူတို့ကိုနိုင်ကစိတ်ညာလက်ညာတာသူတို့ဖြစ်စေချင်တဲ့အရာကိုဖြစ်အောင်အဲ့ဒီလူကိုပုံသွင်းတွတ်သွင်းတတ်တယ်ပေါ့နော်အဲ့လိုမျိုးသူတို့လိုချင်တာလေးတွေကိုပူဇော်ပေးပြီးတော့သူတို့ကပြောပြဆုံပြတတ်တယ်အဲ့လိုမျိုးဘာဖြစ်လို့ဆိုရင် စနေသားသမီးတွေက ပြောတာရမှာကိုပြောတဲ့အတိုင်းရမှာလဲသူတို့ကကျေနပ်တတ်တယ်သူတို့ဆက်ရလောက်တာလဲမကြိုက်တတ်ဘူးရှင်ပြီးလို့ရှိရင်ဘယ်လိုပြောမလဲသူတို့က သူတို့ဆရာလောက်တာမကြိုက်တတ်သူတို့သူတို့ကသူများမှာမင်းငါငယ်ရတာကိုလည်းမကြိုက်တတ်ဘူးသူတို့ကပဲကုညီပေးချင်တတ်တဲ့စိတ်ကလေးရှိတတ်တယ်ဘယ်ပြောမှာ စိတ်ရင်ကောင်းတယ်လို့အပြောဆိုနေပတ်သက်ပြီးတော့လုံးဝမနှူးညံ့တတ်ပါဘူးရှင်စိတ်ကခေါင်းကလည်းတအားမာတတ်တယ်ဒီဟာကိုလှုပ်ချင်တဲ့ဟိဆိုလှုပ်လိုက်ရမှဂျင်တတ်တာဟိုနောက်သွားချင်တဲ့ဟိဆိုသွားလိုက်ရမှဂျင်တတ်တာဒါပေမဲ့မသိစိတ်ကသူ့မြောက်ကိုအရန်ကောင်းတတ်တယ်သူတို့ရဲ့အတွင်းစိတ်ကကြောက်လို့ရှိရင်သူ့မြောက်ပေါ်မှာအရန်စေတနာကောင်းတတ်တယ်သူတို့လှုပ်ပေးနိုင်တဲ့အရာဝီရီတီရီအင်အားအစစိတ်ထုတ်ပြီးလှုပ်ပေးတတ်တယ်တဲ့ဒါပေမဲ့သူတို့တွေ့ကြုံရတဲ့အရာတွေသူတို့ရလက်တရားပါလဲ သစ္စာဖောက်မှုနဲ့ကိုယ့်ရဲ့အကြောင်းကိုအတင်းအပြင်ပြောတဲ့လူတွေနဲ့ပဲနေခဲ့ရတတ်တယ်ဘဝမှာစိတ်နာစရာအများဆုံးဟဲ့ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုယ့်ရဲ့ဆွေတွေမျိုးတွေနဲ့ပတ်သက်ပြီးပို့ပြီးတော့စိတ်တော်ကမုံပွားရတတ်တယ်ပြီးလို့ရှိရင်စိတ်နာရတတ်တယ်တဲ့ဘာပြောလဲဆိုရင်စနစ်သားသမီးတွေကလည်းငွေရေးကြေးရင်းနဲ့ပတ်သက်ပြီးဟဲ့ဆိုရင်သူတို့ကအနစ်နာခံပြီးကိုငွေရှာတတ်တယ်လုံနဲ့လက်နဲ့ကတော့မိဘလက်ထက်ကလေးကနေဒီတင်းဒီချိန်ထိလုံနဲ့လက်နဲ့ပြတ်သွားတယ်လို့ ကိုမရှိဘူးရှင်အတန်းလာလာအချောလာလာအလုံးနဲ့ပတ်တိုင်းအကုန်လုံးလုံနိုင်တယ်ဒါပေမဲ့သူတို့ကဘယ်လိုပြောမလဲတခတ်တလေးမှခတ်ထံမှာကြောတယ်သူတို့ရဲ့စိတ်တွေကြောင့်သူတို့ဒုက္ခပေးတယ်တဲ့စနေသားသမီးတွေကအရွက်တိုက်ရမှာလဲနံပါတ်1ရစ်တက်တာလဲနံပါတ်1ပဲရှင်เนาะဒေါသကိုရှေ့တန်းတင်တတ်တာလဲနံပါတ်1ပဲ ဒါပေမဲ့သူတို့ကဘယ်လိုပြောမလဲဆိုပြောချင်တာပြောလိုက်ရပြီဟဲ့ဆိုသူတို့စိတ်ပြေသွားပြီလှုပ်ချင်တာလှုပ်လိုက်ရပြီဟဲ့ဆိုရင်လည်းသူတို့စိတ်ပြေသွားပြီအဲ့လိုပုံစံမျိုးလေးနေရှင်เนาะအဲ့တော့ဒီနေ့တည်းမှာဟဲ့ဆိုကိုယ်ကိစ္စမဟုတ်ပဲတဘာကူကိစ္စအတွက်မိသားစုရဲ့ကိစ္စအတွက်နဲ့ပတ်သက်ပြီးတော့ကိုကစိတ်ပင်ပန်းနေရတတ်တယ်တဲ့เนาะဗျာများနေတတ်တယ်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးအလိုလိုနေပြောင်းရွှေ့ချင်နေတာစိတ်တွေအယမ်းလေနေတာ ਨੇ เนาะအဲ့တော့လေးလောက်ပိုင်းထဲရောက်ပြီဟိတ်ဆိုတာနဲ့တို့ကတည့်ရက်နေ့ကနေစပြီးတော့ ကန်ကောင်းပါပြီရှင်လုပ်ငန်းကန်ငန်းကန်ကောင်းပဲငွေဝင်ကန်ကောင်းပဲချဲထိကန်လေးတွေကောင်းဖို့ရှိတယ်ဒါပေမဲ့စိတ်လေတက်တယ်စိတ်လေတက်တယ်ဟဲ့ဆိုတာသူများရန်စခြင်းခံရတတ်တယ်သူများမနာလိုမှုတွေကိုကိုကခံရတတ်တယ်တဲ့เนาะသူများကြောက်တော်ခြင်းခံရတတ်တယ်တဲ့ငွေရင်းကျင်းနဲ့ပတ်သက်ပြီးလေးလာပိုင်းကငွေဝင်တဲ့လောက်လက်ထဲမှာငွေမမြဲတာမျိုးလေးတွေကြုံရတတ်ပါတယ်เนาะစီးပွားရေးနဲ့ပတ်သက်ပြီးတော့လေးလာပိုင်းကလုံးဝကိုပြောစရာမရှိအောင်လက်ပွင့်ကန်ပွင့်ကိုရှိပါတယ်ရှင်เนาะအဲ့တော့လေးလာပိုင်းကပြုလုပ်အောင်မယ့်အရာ လေးတွေကဘာလဲဟိတ်ဆိုလို့ရှိရင်เนาะမော်လုံးရေပေါ်ကိုးလုံးရေပြီးလို့ရှိရင်အောင်းတပြေပန်းလေးရေအာဖျားတောက်တော်ရေကိုးခွက်ရေပြီးရင်ကိုယ့်ရဲ့ခေါင်းကိုတယောက်ကင်းမောတဲ့ခေါင်းဆေးပါရှင် ဲ့ဒါဟိဆိုရှေ့အရက်ကိုမျက်နှာမူပြီးတော့ခေါင်းဆေးပါအဲ့ဒါဟိဆိုရင်ကိုယ့်ရဲ့အညက်တွေအကုန်လုံးပြေပြောက်သွားပြီးကံကောင်းချင်းလေးတွေကိုယ့်စီကိုရလာလိုက်မယ်ရှင်အဲ့တော့ဆရာမတခုပြောချင်တာကစနေသားသမီးတွေကိုကိုယ့်ကိုယ်ကိုချစ်တတ်ပါကိုယ့်ကိုယ်ကိုတန်ဖိုးထားပါဘာကြောင့်လဲဟိဆိုရင် ကိုကိုကိုပြစ်ထားပြီးတော့သူမျိုးကိုပဲကိုကဂယုစိုက်တတ်တယ်ကိုရဲ့မိသားစုပဲဂယုစိုက်တတ်တဲ့စိတ်ကလေးတွေကြောက်ပါရှင်เนาะအဲ့လိုမျိုးကိုဆိုရင် ဖြစ်တယ်လို့နေနိုင်တယ်ဖြစ်တယ်လို့စားနိုင်တယ်ဒါပေမဲ့မိသားစုအတွက်ဟိဆိုရင် तू ကအမြဲတမ်းစင်သစ်အရှိကနေမမမမရက်တည်တတ်တယ်ဥပမာအိမ်တော်ဦးစီးတယောက်ပဲဖြစ်နေပါစေကိုရဲ့နေရောက်ကြမရပဲဖြစ်နေပါစေအိမ်တော်ရဲ့တောင်းလို့အကြီးကျယ်ကိုကြည်ရှင်တတ်ပါတယ်တခါတလေသူတို့တွေကစေတနာလုံကဲပြီးအပြောအဆိုနဲ့ပတ်သက်ပြီးမှားတတ်တယ် အာပြောမယ်ဟဲ့ဆိုစေတနာလုံကဲတတ်တယ်ပေါ့အဲ့လိုမျိုးလေးတွေရှိတတ်ပါတယ်ရှင်အဲ့တော့လေးလာပိုင်းထဲမှာဟဲ့ဆိုရင်တန်ကြန်အတော်တွင်လဲတာသွားတာလေးတွေကိုနည်းနည်းသတိထားပါဘာကြောက်လဲဆိုသွေးထွက်တန်ယူလေးတွေဖြစ်တတ်ပါတယ်ရှင်နော်အဲ့တော့ဆရာမပေးလိုက်တဲ့ရာတရားလေးကိုလုံးမယ်ဟဲ့ဆိုရင်တော့ကာကောင်းလပ်ပွင့်ပြီးတော့ဘေးရန်အန္တရာယ်လေးတွေကင်းရှင်းသွားပါလိုက်မယ်ရှင် စနစ်သားသမီးတွေကတော့အရွယ်တိုက်တတ်တဲ့စိတ်ကိုနည်းနည်းလေးပြုပြင်ပါသက်စွတ်တို့သက်စွတ်ကန်ဆန်တတ်တဲ့စိတ်ကိုနည်းနည်းလေးပြုပြင်ပါဘလောက်ထိအရွယ်တိုက်တတ်တယ်ဘလောက်ထိစိန်ခေါ်တတ်တယ်လဲဆိုလောကကြီးကွာကြာဒါလောက်ထိဒုက္ခတောကတွေမြားရတာလာထဆန်းငါရအောင်ဖြတ်ကြော်မယ်ငါအပြုံးမပြက်ပဲနဲ့ရှေ့ဆက်ပြီးတွန်းလှန်သွားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးတို့မှာအငြင်းထရှိတတ်ပါတယ်ဒါပေမဲ့ဒေါသဆိုတာအထားတိုင်းအစင်မဲ့ပြည်တယ်လို့မာနဆိုတာထွက်တိုင်းနဲ့အစင်မဲ့ပြည်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်နည်းနည်းလေးကိုယ်စိတ်ကိုယ် တတ်နိုင်သလောဖျားနဲ့တရားနဲ့ငြိမ်အောင်ယူသွားပါရှင်ဒါဆိုရင်တော့အဲ့ဒီတော့ကအဲ့ဒီဒေါသတွေအဲ့ဒီမာနတွေကိုတွန်းလှန်နိုင်ပြီဆိုတဲ့တနေ့ရှင်တို့ဘုရားအတွက်အောင်မြင်ထူးချွန်လိုက်မယ်ကိုကိုကိုချစ်တတ်ပြီဆိုတဲ့တနေ့အောင်မြင်ထူးချွန်လာလိုက်မယ်ရှင်เนาะအဲ့တော့လုပ်ငန်းကိန်းကနဲ့ပတ်သက်ပြီးကုကိုရဲ့ကိုပိုင်စီးပွားရေးလေးတွေပဲဖြစ်ဖြစ်လုပ်ငန်းကိန်းကပြောင်းချင်တဲ့လူတွေပဲဖြစ်ဖြစ်လေးလပိုင်းထဲမှာအရန်ကောင်းပါတယ်เนาะပြီးလို့ရှိရင် ငွေရေးကြေးနဲ့ပြုလုပ်မဲ့အရာလေးတွေအရန်ကောင်းပါတယ်အာယောဂနဲ့ပတ်သက်ပြီးကျန်းမာရေးနဲ့ပတ်သက်ရင်အကျောချင်ကြိုက်တာမျိုးအကျောတင်းတာမျိုးเนาะခါကျောနာတာမျိုးခေါင်းကြိုက်တာမျိုးအဲ့လိုမျိုးတွေကြုံရတတ်ပါတယ်ဒါမဲ့တာရှယ်လားစေးုံစေးခန့်ရောက်ဖို့အထိရှိလားဆိုမရှိပါဘူးရှင်စာအိမ်ယောဂလေးတွေသတိထားပါတို့ကအလုပ်ကိုမုတ်ထက်ကြိုက်တဲ့လူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ပါရှင်ကဲအဲ့တော့ဆမ်မလီဟောစနာလေးတွေကိုမှိုင်းရင်မှန်တယ်မှိုင်းရင်မှားတယ်ကွန်မန့်မှာရေးပြီးတော့တယောက်နောက်ဆက်ရှယ်ပေးပြီးတော့ ယူသွားပေးပါရှင်နားနားထောင်သွားပေးကြပါပေါ့เนาะအစနေသားသမီးများအားလုံးပဲเนาะစိတ်အတန်းချမ်းသာခြင်းကိုယ်အချမ်းသာခြင်းနဲ့ပြည့်စုံပြီးပူပင်တော့ကများကင်းဝင်ပြီးပျော်ရွှင်တဲ့မိသားစုလေးတွေနဲ့တွေ့ကြုံရပါစေလို့ဆရာမဖြတ်ကျော်ရပါစေလို့ဆုတောင်းပေးပါတယ်ရှင်